ောင်လာကိုဓမ္မချီမှာပဲအလဲတို့နဲ့နိုင်ယူမယ်လို့ကြွေးကြော်လိုက်တဲ့ကာဒစ်စတန်ပရိသတ်များလုံးမဲ့မင်္ဂလာပါဗျာမန်ချက်စတာဖုတ်ဘောဆိုတာနေတင်ဆက်နေပါတယ်1536 spain ပွဲကတော့နီးတည်တဲ့နီးလာခဲ့ပါပြီအဲ့ပွဲမှာတော့မြန်မာကုံဆောင် the burmese python အောင်လာ and san နဲ့ကာဒစ်စတန်တို့ရဲ့ middleweight ချမ်းမှာထိတိုက်တွေ့ဆုံပြီးပွဲစဉ်ကိုစောင့်ကြည့်တွားကြရမှာပါကာဒစ်စတန်ကကျွန်တော်ကပါဝါတင်ထားတယ်အခုပွဲမှာကျွန်တော်ရဲ့ lander striking skill ကိုမြင်ကြရလိမ့်မယ်ကျွန်တော်ကအလဲထိုးဖို့ပဲစဉ်းစားထားတယ်ဆိုပြီးအောင်လာကို ko နဲ့အနိုင်ယူမယ်လို့ကြွေးကြော်ထားပါတယ် ဒါပေမဲ့သူ့ရဲ့အင်တာဗျူးတွေမှာအောင်လာဆိုတာကြီးကြီးခမ်းနားတဲ့ကစားမှာကျွန်တော်ကိုယ်တိုင်သူ့ပြိသက်ပါပဲလို့ပြောခဲ့တာကအောင်လာရဲ့အင်အားကိုတီးပြီးတော့ short တက်မထားဘူးဆိုတာပြသနေပါတယ်။ဒီပွဲကအောင်လာရဲ့နောက်ဆုံးပွဲဖြစ်တဲ့ပြင်ကာဒက်စတန်က Walter Weidan ကနေ Middle Weidan ကိုတက်လာပြီးတော့ကစားရတာမလို့ Weidan ကွာချမှုကပွဲရဲ့အဓိကအချက်တစ်ခုဖြစ်လာပါလိမ့်မယ်။ကရစ်စတန်အင်တာဗျူးကပါဝါတင်ထားတဲ့ Lancer Striking Skill အလဲထုတ်ဖို့ပဲစဉ်းစားထားရတဲ့စကားကြီးနဲ့ယုံကြည်မှုပြည့်ရှိကြောင်းပြသနေပါရီ ဒါကသူ့ရဲ့ striking အင်အားကိုအားကိုပြီးတော့အောင်လာကိုပထမအကြိမ်မှာပဲ KO နဲ့လှည့်ချဖို့ရည်မှန်းထားတယ်ဆိုတာထင်ရှားပါတယ်။ဒါပဲလဲဘာဆက်ဖြစ်မလဲစောင့်ကြည့်ကြမယ်လေဆိုတဲ့ဇာကားမှာသူ့မှာပိုးစီစဉ်နေတယ်ရှိတယ်ဆိုတာပြသနေပါတယ်။ဒါကတော့ MMA ပွဲတွေရဲ့မတည်ကြမှုကိုသူနားလည်ထားတယ်ဆိုတာကိုဖော်ပြပါတယ်။သူ့ရဲ့အရင်အင်တာဗျူးတွေမှာဝေကိစ္စ၊လေ့ကျင့်ရေးကိစ္စအစားတောင်းတဲ့အစိပ်ပိုင်းဆိုင်ရာရှင်နှင်းဖြစ်နေပါပြီလို့ပြောထားတာကသူ့ရဲ့ပြင်ဆင်မှုကပြည့်စုံလာတယ်ဆိုတာသိတာပါတယ်။ ဝက်တာဝိတ်ကနေမီဒယ်ဝိတ်ကိုတက်လာတဲ့အတွက်သူရဲ့ကိုယ်လေးချိန်နဲ့အင်အားကိုပုံမတိုးမြင့်မှုလေ့ကျင့်ရမှာအာယုံဆိုင်ထားမယ်လို့ယူဆရပါတယ်။ပါဝါတင်ထားရဲဆိုတဲ့စကားကသူရဲ့လက်သီးတို့နဲ့ခြေကန်ချက်တွေရဲ့အင်အားကိုမီဒယ်ဝိတ်အဆင့်နဲ့ညှိထားရဲဆိုတာပြသပါတယ်။ဒါပေမဲ့အောင်လာလို့မီဒယ်ဝိတ်မှာတွေ့ကြုံရှိတဲ့ကစားမားတွေရင်ဆိုင်ရမှာမလို့သူရဲ့ပြင်ဆင်မှုတွေဘယ်လောက်ထိထိရောက်မှာလဲဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်။ MMA မှာဝေချန်းကွာချမှုကကစားမားတွေရဲ့ကစားပုံစံအင်အားနဲ့နှိပြွာတွေကိုတည်တည်တသာတက်ရောက်မှုရှိပါတယ်။ ဝမ်ချန်ပီယံရှစ်မှာဝဲဒဝေတန်းကအလေးချိန်190ပေါင်ဖြစ်ပြီးတော့မီဒဝေတန်းက185ပေါင်ဖြစ်ပါတယ်မီဒဝေတန်းကစားမတွေကကိုလေးချိန်ပို့တာကြောင့်လက်တီချက်နဲ့ခြေကန်းချက်တွေအင်အားကပိုပြင်းထန်ပါတယ်အောင်လာလိုမီဒဝေမှာတွေ့ကြုံရှိတဲ့ကစားမတွေက KO နဲ့ဆုံးဖြတ်နိုင်တဲ့ပါဝါပိုရှိပါတယ်ဒါကကာဒက်စတန်တို့အန်ရီတခုဖြစ်လာနိုင်ပါတယ်ဝဲဒဝေကစားမတွေကပေါ်ပါပြီးလျင်မြန်မှုမှာတာလုံပါတယ်ကာဒက်စတန်ရဲ့ခြေကန်းချက်တွေနဲ့လက်တီချက်တွေကဝဲဒဝေမှာပိုထိရောက်ခဲ့ပါတယ်ဒါပေမဲ့မီဒဝေမှာသူ့ရဲ့ပါဝါကိုတိုးမြှင့်ဖို့လိုအပ်မှာဖြစ်ပါတယ် သူကပါဝါတင်ထားတယ်လို့ပြောထားတာကအာရီဝိတ်တန်းအတွက်အင်အားတိုးမြင့်မှုအလေ့ကျင့်ထားတယ်ဆိုတာဖော်ပြပါတယ်။မီဒီယာဝေးကစားမတွေကကိုလေးချိန်ပိုရှိတာကြောင့်ခန်းစစ်မှာပိုခိုင်းပါပါတယ်။အောင်လာလူကစားမတွေကလက်သီးချက်တွေနဲ့ခြေကန်ချက်တွေကိုပိုခံနိုင်ပြီးတော့ပွဲရှိမှာအာရင်ကုန်ခန်းမလဲကြပါဘူး။ကာဒက်စတန်ကဝဲဒဝိတ်မှာပေါ်ပါပြီးတော့အလင်းမြမှုကိုအားကိုးခဲ့ပါတယ်။ဒါပေမဲ့မီဒီယာဝေးမှာကိုလေးချိန်ပိုရှိလာတဲ့အတွက်သူ့ရဲ့အင်အားကုန်မှုကပိုများလာနေပါတယ်။ပွဲရှိသွားရင်အောင်လာရဲ့ခန်းနိုင်ကပိုတာလွန်လာနေပါတယ်။ ဗီဒီယိုကစားမတွေကကိုလေးချိန်ပိုရှိတာကြောင့် grappling မှာပိုအင်အားရှိပါတယ်။ online ရဲ့ guillotine ankle lock လို့ submission တွေကမီဒီယိုမှာပိုထိရောက်ပါတယ်။ welterweight ကစားမတွေကပေါ်ပါပြီးလျင်မြန်မှုမှာတာလွန်ပါတယ်။ cardistan ရဲ့ခြေကန်ချက်တွေနဲ့ kwa weight ထိနိုင်မှုက welterweight မှာသူ့ရဲ့အဓိကအင်အားဖြစ်ခဲ့ပါတယ်။ middleweight မှာကိုလေးချိန်ပိုရှိတာကြောင့်လျင်မြန်မှုကအနည်းငယ်ယုံနေပါတယ်။ဒါပေမဲ့အောင်လာလိုကစားမတွေကဒီဝိတ်တန်းမှာအတွေ့အကြုံရှိပြီးတော့သူရဲ့နီးပြူဟာကအင်အားပိုသုံးတဲ့တိုက်ခိုက်မှုတွေပေါ်မှာအယုံစိုက်ထားပါတယ် ဂါရက်စတာရဲ့ကြွေးကြော်မှုကိုကြည့်ရင်သူ့ရဲ့နီးပြူဟာက striking ကိုအဓိကထားပြီးတော့အောင်လကိုပထမအချိန်မှာ KO နဲ့လဲချဖို့ရည်မှန်းထားတယ်ဆိုတာသိတာပါတယ်။ဒါပေမဲ့ Middleweight ရဲ့စိန်ခေါ်မှုတွေကိုကြောဖြတ်ဖို့တော့သူတော်လေးကြိုးစားရပါလိမ့်မယ်။ညီကိုရဲ့အမြင်ကတော့ဘယ်လိုရှိကြပါမလဲခင်ဗျာ။ဒီပွဲမှာ Middleweight မှာအထူးရလို့အောင်လအတွက်အားသာချက်ပေးနိုင်မလား။ပြပြပေးသွားခဲ့ကြပါဦးခင်ဗျာ။အစုံလေးလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးတင်ပါတယ်။